သခင်ယေရှုတော်ချီးမွမ်းပါတယ်ကျွန်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှမာကုခရစ်ဝင်ခန်းကြီး6အပိုင်ငယ်6ထိုသူတို့သည်မယုံကြည်ကြသည်ကိုအံ့ဩခြင်းရှိတော်မူ၏ပတ်လည်၌ရှိသောမြို့ရွာများသို့ဒေသစာရီလှည့်လည်၍ဆုံးမဩဝါဒပေးတော်မူ၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့သခင်ယေရှုကသူ့ရဲ့နေရင်စာတိမြို့ဖြစ်တဲ့နာဇရက်မြို့ကိုရောက်ပြီးတဲ့အခါမှာ အဲ့ဒီနာဇရက်မြို့ကလူတွေကသခင်ယေရှုကိုလက်သမားသားလို့ပဲသိပါလေရိုးရိုးတာမန်လူလို့ပဲသိတယ်အသက်ရှင်တဲ့ဖခင်ကယ်တင်ရှင်မေရှိယဖြစ်မယုံကြည်ပါဘူးဒါကြောင့်မို့သူတို့ကသခင်ယေရှုကိုမယုံတဲ့အခါမှာအပေတကူနမိတ်လက္ခဏာကိုမှအဲ့ဒီရက်မှာမပြနိုင်ဘူးလို့တမန်ကျမ်းစာမှာဖော်ပြပါတယ်သခင်ယေရှုကအရာခသိန်းကိုတတ်နိုင်တဲ့ဖခင်ဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတော့တကူနမိတ်လက္ခဏာတွေမပြနိုင်ဘူးဘာကြောင့်လဲအဲ့ဒီမြို့မှာရှိတဲ့သူတွေက ယေရှုခရစ်တော်ဖျားကိုမယုံကြည်သောကြောင့်ဖြစ်ပါလေ။သူတို့ရဲ့စိတ်ထဲမှာသခင်ယေရှုကိုမယုံကြည်တဲ့အခါမှာသခင်ယေရှုကဖျားသားဖြစ်တယ်ကယ်တင်ရှင်မေရှိယဖြစ်တယ်ဆိုတာကိုမယုံတဲ့အခါမှာသူတို့စီမှာနမိတ်လက္ခဏာများစွာမဖြစ်ဘူး။မယုံကြည်တဲ့နေရာမှာဖျားကနမိတ်လက္ခဏာမလုပ်ပါဘူး။ယုံကြည်တဲ့နေရာမှာပဲဖျားကနမိတ်လက္ခဏာလုပ်ပါလေ။ဒါကြောင့်ဖျားသခင်နမိတ်လက္ခဏာတကိုးတော်ကိုဖြစ်စေဖို့တွန်းအားပေးတဲ့အရာအလုပ်လုပ်စေတဲ့အရာကယုံကြည်ခြင်းပဲဖြစ်တယ်။ အဲ့ဒီမြို့မှာရှိတဲ့နာဇရက်မြို့မှာရှိတဲ့လူတွေရဲ့မယုံကြည်ခြင်းကိုမြင်တဲ့အခါမှာတဲ့သခင်ရှုကအံ့ဩတယ်လို့ကျမ်းစာထဲမှာတွေ့ပါတယ်။ဟာသခင်ရှုကအံ့ဩခြင်းရှိတယ်။ဘာလို့ဒီလောက်တောင်မယုံကြည်ကြတာလဲ။အဲ့လိုမယုံကြည်တဲ့အတွက်ကြောင့်အဲ့ဒီမြို့မှာသခင်ရှုကအကြာကြီးမနေဘဲနဲ့အခြားသောမြို့ရွာတွေမှာလှည့်ပြီးတော့ဆုံးမဩဝါဒပေးတယ်။နမိတ်လက္ခဏာတွေကိုပြုလုပ်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ဘာလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာ ဖះကနမိတ်လက္ခဏာတွေတကိုးတွေအံ့ဘွယ်သောမှုတွေဘာလို့မပြုတ်ရတာလဲဆိုတော့ကျွန်တော်တို့အသက်တာထဲမှာမယုံကြည်သောကြောင့်ဖြစ်ပါတယ်ဖះသခင်ဘက်ကနေမဆာခြင်းနေတာလှုပ်ပေးခြင်းနေတာဒါပေမဲ့မယုံကြည်သူကိုအံ့ဩခြင်းရှိတယ်လို့တမန်ကျမ်းစာမှာသခင်ရှုကပြောပါတယ်ကျွန်တော်တို့ရဲ့မယုံကြည်ခြင်းကိုတွေ့တဲ့အခါမှာဖះသခင်တော်အံ့ဩသွားတယ်ဘာလို့ဒီလောက်တောင်မယုံတာလဲငါကျွေးမွေးပါပါငါမင်းကိုမဆာမှာငါမင်းကိုအကျွေးတွေကလွတ်မြောက်စေမှာ မင်းရဲ့ယောဂါတွေကနေငါကပြန်ပြီးတော့ကျမ်းမာစေမယ့်ဖရာဖြစ်တယ်။မင်းရဲ့အနာဂတ်ကိုငါတာဝန်ယူတယ်ဖရာရှင်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကမယုံကြည်နိုင်ဘူး။အဲ့ဒီမယုံကြည်နိုင်တာကိုတဲ့သခင်ရှုကအံ့ဩတယ်။ငါတလောက်ထိမဆပေးချင်တာတော့မှကျွန်တော်တို့အသက်တာထဲမှာယုံကြည်ခြင်းမရှိတဲ့အခါမှာဖရာသခင်တကူတော်ကကျွန်တော်အသက်တာထဲမှာမခံစားရဘူး။ဖရာသခင်နမိတ်လက္ခဏာတွေကိုကျွန်တော်အသက်တာထဲမှာမမြင်တွေ့ရဘူးဆိုတော့တမန်ကျမ်းစာမှာဖော်ပြထားပါတယ်။သခင်ရှုရဲ့နောက်တစ်ခုအံ့ဩခြင်းအကြောင်းကရှိတယ်။ ဲ့ဒါကိုတော့ရှင်မသက်ခရစ်ဝင်အခန်းကြီး၈အပိုင်းငယ်၁၀မှာတွေ့ရပါတယ်။ထိုစကားကိုယေရှုသည်ကြားလင်အံ့ဩခြင်းရှိ၍ငါအမှန်ဆိုသည်ကားဤမျှလောက်သောယုံကြည်ခြင်းကိုဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသည်။ဒီနောက်ကဘတော်ကတော့သခင်ရှုက ကပယ်ရီနောင်မြို့မှာရှိတဲ့တပ်မှုကိုပြောတဲ့စကားဖြစ်ပါတယ်။အဲ့ဒီကပယ်ရီနောင်မြို့မှာရှိတဲ့တပ်မှုကသခင်ရှုကပယ်ရီနောင်မြို့ကိုကြွလာတယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ကြော သူ့ရဲ့ငယ်သားတယောက်ကလက်ချေသေးနေတယ်အနာရောဂါလည်းပြင်းစွာခံစားရတယ်အိမ်မှာအိယာထဲမှာပဲလဲနေတယ်တွန်းလုံးနေတယ်ဒါကြောင့်မို့သခင်ရှုစီလာပြီးတော့ချမ်းသာပေးပါလို့သူကတောင်းဆိုပါတယ်ကျွန်တော်ရဲ့ငယ်သားကိုယောဂါပျောက်စေပါဒီလိုတောင်းဆိုပါတယ်အဲ့ဒီခါမှာသခင်ရှုကငါလိုက်လာခဲ့မယ်မင်းအိမ်ကိုလိုက်လာပြီးတော့အဲ့ဒီမင်းရဲ့ငယ်သားကိုငါချမ်းသာစေမယ်လို့ပြောတဲ့ခါမှာတက်မှုကဘာပြန်ပြောလဲဆိုရင်တော့သခင်တဲ့ကျွန်တော်ရဲ့အိမ်မိုးအောက်ကိုကြွဝင်ခြင်းခြေစုကို ကျွန်တော်မခံထိုက်ပါဘူးကျွန်တော်ကဘာမှမဟုတ်ပါဘူးသခင်သာအမိတ်တခွန်ရှိမှဆိုရင်ကျွန်တော်ရဲ့ငယ်သာချမ်းသာရပါမယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကမင်းအောက်မှာအစီခံနေရတဲ့ကျုံနေဖြစ်ပါလေစစ်သူရဲတွေကိုကျွန်တော်အုပ်ဆိုးရတယ်တဦးကိုလာခဲ့တဦးကိုသွားဆိုပြီးတော့အမိန်ပေးရင်အဲ့ဒီအမိန်တိုင်းလောက်ရပါလေဒါကြောင့်မို့ကိုတော်စကားလေးတခုမှအမိန်ရှိပါကျွန်တော်ရဲ့ငယ်သားယောဂပျောက်ပါလိမ့်မယ်လို့တခင်ရှုကိုပြောပါလေဒီတံမှုရဲ့ယုံကြည်ခြင်းကဘလောက်ကြီးမားလဲဆိုရင်တော့တခင်ရှုတော်အံ့ဩသွားတယ် တမူးကသခင်ရှုကိုအိမ်လိုက်လာဖို့ခေါ်တာမဟုတ်ပါဘူး။ဒီကနေစကားလေးအမိတ်တခုံပဲပြောလိုက်ပါ။ဟိုးအိမ်မှာရှိတဲ့သူ့ရဲ့ငယ်သားကျမ်းမာသွားမယ်ဆိုတော့သူကယုံကြည်နေပါတယ်။အဲဒီတမူးရဲ့စကားကိုလည်းသခင်ရှုကကြောက်အံ့ဩခြင်းရှိတယ်လို့ဖော်ပြပါတယ်။ဘာကြောင့်လဲဆိုရင်တဲ့ဒီမြလောက်သောယုံကြည်ခြင်းကိုဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးသေးဘူးလို့သခင်ရှုကအံ့ဩစွာနဲ့ပြောဆိုခဲ့ပါတယ်။ဒီနေရာမှာတမူးရဲ့ယုံကြည်ခြင်းကအင်မတန်မှအံ့ဩစရာကောင်းပါတယ်။ တက်မူရဲ့စေတနာစိတ်ကလည်းအင်မတန်အံ့ဩစရာကောင်းတယ်။သူ့အတွက်သခင်ရှုကိုလာရှာတာမဟုတ်ပါဘူး။သူ့ရဲ့ငယ်သားယောဂါပြောက်ဖို့အတွက်သခင်ရှုကိုလာရှာခြင်းဖြစ်တယ်။အခြားသောသူတွေဆိုသခင်ရှုကိုအင်ုံခေါ်ပြီးတော့ယောဂါပြောက်စေဖို့ဆုတောင်းခိုင်းမှာပဲ။ဒါပေမဲ့ဒီတက်မူကတော့သခင်ရှုအင်ကိုလာစရာတော့မလိုပါဘူး။ဒီကနေအမိန်တော်တခွန်းလေးပဲပြောလိုက်ပါ။ကျွန်တော်ရဲ့ငယ်သားယောဂါပြောက်ပါမယ်ဆိုပြီးတော့သူကပြောပါတယ်။သခင်ရှုဒီကနေအမိတ်တခွန်ပြောလိုက်တဲ့အခါမှာတဲ့သူ့ရဲ့ငယ်သားကဟိုးအိမ်မှာယောဂပျောက်သွားတယ်ဆိုအကြောင်းကို တမချင်းသားတွေမှာမှတ်တမ်းတင်ထားပါတယ်။တခင်ရှုကဒီတက်မှုရဲ့ယုံကြည်ခြင်းကိုအံ့ဩခဲ့ရတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ခြေတော်ယောက်စီတိုင်းကျွန်တော်တို့ရဲ့ဘဝအတ္တတိုင်းမှာလည်းတခင်ရှုကဘေးရာကိုအံ့ဩမှာလေ။ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုအံ့ဩမှာလား။ကျွန်တော်တို့ရဲ့မယုံကြည်နိုင်ခြင်းပေါ်မှာတခင်ဘုရားကအံ့ဩမှာလား။သင်ရဲ့နေ့စဉ်အတ္တတိုင်းမှာဘုရားသခင်တာဝန်ယူထားတယ်။သင်ယုံကြည်ရဲ့လား။သင်ရဲ့အနာဂတ်ကိုဘုရားသခင်တာဝန်ယူထားတယ်။သင်ယုံရဲ့လား။သင်ရဲ့စာဝတ်နေရေးကိုဘုရားသခင်တာဝန်ယူတယ်။ သင်ကြုံရလားသင်ရဲ့အသက်တာထဲမှာကျန်းမာစွာနဲ့ဒီယောဂါတွေကနေလွတ်မြောက်ဖို့ဘုရားသခင်ကယ်မသနာမယ်သင်ယုံကြည်ရလားသင်ယုံကြည်တယ်ဆိုရင်တော့သင်ရဲ့အသက်တာထဲမှာအကျိုးခံစားမှာဖြစ်ပါတယ်တန်မှုရဲ့အကြောင်းမှာအံ့ဩစရာကောင်းတာကသူ့ရဲ့ငယ်သားယုံမယုံတော့မသိဘူးကာယကံရှင်ယုံမယုံတော့မသိပါဘူးတန်မှုရဲ့ယုံကြည်ခြင်းကြောင့်ဟိုးဘာမဟုတ်တဲ့သူ့ရဲ့ငယ်သားကယောဂါပျောက်သွားတယ်အံ့ဩစရာကြီးပါ ။ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတက်တာထဲမှာယုံကြည်ခြင်းရှိမယ်ဆိုရင်တော့ကျွန်တော်တို့အတွက်တင်မဟုတ်ဘူးအခြားသောသူပါကောင်းကြီးမင်္ဂလာကို ခံစားရမှာဖြစ်ပါလေ။ကျွန်တော်တို့ရဲ့မယုံကြည်ခြင်းကဖျားသခင်ရဲ့တကိုးတော်အလုံးလုံးဖို့ရန်အတွက်ကန့်သက်ရာရောက်ပါလေ။ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကဖျားတကိုးတော်အလုံးလုံးဖို့ရန်အတွက်တွန်းအားဖြစ်စေပါလေ။ဖျားသခင်ကကျွန်တော်ကိုမားစားဖို့ကူညီဖို့အစဉ်သိရှိတယ်။သင်ရဲ့မယုံကြည်ခြင်းကဖျားတကိုးတော်ကိုအဟန့်တာမဖြစ်ပါစေနဲ့။ သင်ရဲ့ယုံကြည်ခြင်းအပြင်ဘုရားသခင်တကူတော်ကိုအလုံးလုံးခွင့်ပေးပြီးတော့ဘုရားသခင်ရဲ့အံ့ဩဖွယ်ဟာကောင်းကြီးမင်္ဂလာတွေခံစားမယ်ကြောင်းဝင်ကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ